ီးသွားတဲ့ခါကျရင်ကျွန်တော်နှစ်မျိုးဟိုအလွယ်တကူနှစ်မျိုးခွဲလို့ရတယ်ပေါ့နော် luxury နဲ့ adventure ဆိုပြီးခွဲလို့ရတယ်ကျွန်တော်ကတော့ adventure ကိုပို့ပြီးသဘောကျတယ်အထူးသဖြင့်ဒီတောတောင်တွေဘက်နောက်တိုင်းသားဒေသတွေဘက်ကိုပို့သွားတာကြိုက်တာပေါ့နော်အဲ့လိုပြောလို့ luxury ခီးသွားတာမကြိုက်ဘူးလားဆိုတော့လည်းမဟုတ်ပြန်ဘူးဘာတော်လဲဆိုတော့ဟို luxury key ဆိုတာကြတော့ကျွန်တော်တို့ကဒီကိုယ်မှာငွေကြေးတစ်ခုရှိနေရှိနေတယ်ဆိုရင် တော့အချိန်မီးသွားလို့ရတယ်ဗောနော်ဒီခီးကိုဒါပေမဲ့ဒီ adventure ခီးတွေတိုင်းနာဒေတာခီးတွေကြတော့ကျွန်တော်အမြဲတမ်းသွားလို့မရဘူးဗောနော်လွယ်လွယ်ကူကူလည်းသွားလို့မရဘူးဥပမာနောက်ဆုံးတချို့ကားလမ်းမပေါက်တဲ့နေရာတွေဖုန်းလမ်းမမီးတဲ့နေရာတွေခက်ခက်ခဲခဲတောင်ပေါ်ဒေတာတွေသွားတဲ့နေရာတွေဆိုရင်ကြတော့ကျွန်တော်တို့ကငယ်တုန်းရွယ်တုန်းမှာကိုယ့်ရင်ကိုယ့်အာကိုအတုံးချပြီးတော့ ွားရတာပေါ့နော်ကျွန်တော်ဆိုရင်အမြဲဟိုကိုကိုကိုပြောတယ်ဟိုမသိခင်ကဘာကြီးကိုကြောက်ပွိလေးလွယ်ပြီးကြည့်သွားမယ်အဲ့လိုအမြဲတမ်းပြောတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တဖြည်းဖြည်းအသက်ကြီးလာတဲ့အခါကျရင်ကြတော့ကျွန်တော်အဲ့လိုခီးမျိုးတွေမသွားနိုင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်6တောက်မှလည်းတက်တန်းရှိရလीနော်လိုကအသက်တဖြည်းဖြည်းကြီးလာတဲ့6တောက်ကအားနေလာတဲ့ခါကောင်းလာလीဆိုတော့အဲ့လိုမျိုးမဖြစ်ခင်အချိန်တော်တွင်လေးမှာ ကိုရဲ့ငယ်ရွယ်မှုကိုအတုံးချပြီးသွားလို့ရတဲ့ပို့ပြီးစွန့်စားပြီးသွားလို့ရတဲ့နေရာတွေရှာဖွေပြီးသွားလို့ရတဲ့နေရာတွေအဲ့လိုနေရာတွေကိုသွားရတာပို့ပြီးတပေါ်ကြရပြဟုတ်သူကတော့ကရင်လူမျိုးခီးသွားဘရိုကာဆော့ကိုဥပါသူကအင်ဂျင်နီယာတယောက်ဖြစ်ပေမဲ့အင်ဂျင်နီယာအတက်မရနဲ့အတက်မွေးဝမ်းကြောင်းမပြုဘဲသူဝါသနာပါတဲ့ခီးသွားဘရိုကာဘဝကိုရွေးချယ်ခဲ့သူ ဖြစ်ပါတယ်ကိုဝါသနာပါတာတွေလောက်ကရင်ဘဝကိုဖျက်ဆီးနေသူပါတနည်းအားဖြင့်ဆိုတော့ဆန္ဒနဲ့ဘဝတထက်တဲ့ကြာသူလို့ဆိုရပါမယ် ်စောကူဦးရဲ့ဆောင်မုတ်ကတော့မသေးခင်ကြော်ပူအိတ်လေးလွှဲပြီးကိုကဘာကြီးကိုချစ်သွားမယ်ဆိုတာပဲဖြစ်ပါတယ်။အင်ဂျင်နီယာတယောက်ဖြစ်ပေမဲ့ခီသွားဘရကအခြေအနေကိုရွေးချယ်ခဲ့တဲ့သူ့ဘဝသူဆက်ကြောင်းကိုစောကူဦးကအခုလိုပြောပြလာပါတယ်။မမေရကိုဒီအင်ဂျင်နီယာလုပ်တဲ့အချိန်မှာအကြောင်းကနေပြီးတော့နိုင်ငံခြားလုပ်တဲ့ program တစ်ခုရှိတယ်ပေါ့နော်။အဲ Genesis လို့ခေါ်တဲ့ program ပေါ့။အဲ့ program ကနေပြီးတော့အဲသူတို့ဂျပန်ကိုလွတ်တဲ့အချိန်မှာအကွာဂျပန်ကိုပါသွားတယ်ပေါ့နော်။ဂျပန်ကိုပါသွားတဲ့အချိန်မှာ အဲဂျပန်မှာရှိတဲ့ဒီထိုကီယိုမြို့ကနေပြီးတခြားမြို့တစ်မြို့ကိုခရီးသွားတယ်ပေါ့နော်အဲခရီးသွားတဲ့အချိန်မှာကြည်စံရထားပုံမှာအကိုတော့စကားပြောကြတယ်စကားပြောတော့အကိုတို့ program ကိုဥဆောင်ပေးတဲ့အကိုတယောက်က तू ကဝါသနာတွေအကြောင်းအဲ specialist တွေအကြောင်းပေါ့နော် specialist ဆိုတာအကိုတို့ professional တစ်ခုကို design မမတ်လုံးဝဒါမှဒါဆိုပြီးတော့စိတ်နစ်ဝင်နေတဲ့သူမျိုးပေါ့နော်အဲအဲ့လိုလိုမျိုးအကြောင်းသူပြပြတဲ့အချိန်မှာစိတ်ထဲမှာဘာတွေလဲဆိုတော့အော်သိကြတယ်အဲ့ဒီတမှာငါမပါဘူးပေါ့နော်အဲ့ဒီအချိန်မှာကိုကိုစပြီးတော့ တန်တရားဝင်တယ်ဒီ engineering ကိုစိတ်ဝင်စားရလားပေါ့နော်အဲ့ဒီကနေမြန်မာပြည်ပြန်ရောက်လာတယ်ပြောင်းလာပြီးတော့ចောင်းပြောင်းလိုက်တယ်အဲရန်ကုန်ပြောင်းလာတယ်ပေါ့နော်တန်လျုံပြောင်းလိုက်တယ်တန်လျုံရောက်သွားတဲ့အချိန်မှာနောက်ထပ်ကိုကိုကိုပေါ့နော်ငါအခုတော့ចောင်း6နှစ်တက်ရတာကို9နှစ်တက်ခဲ့ပြီပြီးနောက်ဆုံးတစ်နှစ်ကြံသေးရဒီနောက်ဆုံးတစ်နှစ်တက်တဲ့အချိန်မှာဒီ engineering ဘာသဲကိုငါစိတ်များဝင်စားမလားဆိုပြီးတော့စိတ်နှစ်ကြည့်ရဲအဲနောက်ပြီးတော့တခြားသင်တန်းတွေလိုက်လက်ကြည့်တယ်အင်တာရှိတဲ့ license ကြည့်တယ်နောက်ဆုံးဘွဲယူဖို့သိစစ်တွေပါတယ်အကောင်လုံးအားလုံးပြီးသွားတဲ့အချိန်မှာဖြစ်ထွက်သွားတယ် ငါဘတော့မှဒါမလုပ်ဘူးပျော်လဲမပျော်ဘူးဘာသာလည်းမပါဘူးပေါ့နော်အဲ့တော့ဟိုဒီဘွေးရပြီးသွားတဲ့အချိန်မှာပဲအဖေနဲ့မိပြောလိုက်တယ်ဒါကိုလုံးဝစိတ်ဝင်စားဘူးမလုပ်ချင်ဘူးခီးသွားတာကိုပဲစိတ်ဝင်စားတယ်အဲ့တော့ခီးသွားလုပ်ငန်းပဲလုပ်ချင်တယ်ဆိုပြီးတော့ဘွေးရပြီးတဲ့ဒီတနေ့အတွင်းမှာပဲကိုယ့်အကိုအပြင်သင်တန်းကနေပြီးတော့အဲတိုးကိုက်သင်တန်းတက်တယ်ခီးသွားဒီပလိုမာယူတယ်ယူပြီးတော့ဒါကင်ပြင်းနဲ့အချီပြူတဲ့ adventure ခီးသွားလုပ်ငန်းတစ်ခုကိုကိုယ့်အကိုစလုပ်ဖြစ်ရင်းနဲ့ပဲကိုယ့်ရဲ့ဝါသနာကို professional ဖြစ်စပြောင်းလိုက်တာပေါ့နော်အဲ့ဒါနဲ့ပဲ ဒီဘက် engineering လောကကိုလုံးဝလုံးဝဆုံးခွာပြီးတော့လုံးဝဒီဘက် ခီးသွားလောကတွေရောက်သွားတာပေါ့စောကူဦးကခီးသွားပရောဂတ်တူအနေနဲ့တိုင်းသားဒေသတွေကိုသွာလာချိန်မှာမြင့်တွေ့ခဲ့ရတဲ့တိုင်းသားတွေရဲ့ယဉ်ကျေးမှုဒလစ်ထုတ်တန်အဆင့်အလားတွေကိုဘက်ဘာကာနှုတ်ကြော်ပွေးခီးတဲ့အမြင်နဲ့ဆိုရှယ်မီဒီယာမှာ ပြန်လည်ဝေမျှရေးသားပေးနေပါတယ်ပြည်ပြင်းနဲ့မြို့ပြရဲ့အမှုအကျင့်တွေမြို့ပြရဲ့ယဉ်ကျေးမှုတွေမြို့ပြရဲ့အထာတွေကတပြည်ပြင်းနဲ့ရွာရစီကိုစိတ်ဝင်လာတယ် အဲနောက်ဒီတာမော်ဒေတာတွေအထိလည်းတဖြည်းဖြည်းနဲ့စိတ်ဝင်လာတယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ဒီတိုင်းသားဒေတာတွေဒီတိုင်းသားလူမျိုးတွေမှာ ရှိတဲ့သူတို့ရဲ့ပုံမှန်ပေါ့နော်သူတို့ရဲ့ရှိမူရင်းရှိရင်းစွဲသူတို့ရဲ့ယဉ်ကျေးမှုတွေအဲသူတို့ရဲ့ဓလိထုံတန်းတွေကတဖြည်းဖြည်းနဲ့လွမ်းမိုးခြင်းခံရတာပေါ့နော်ဟိုဒီဒီဘက်ကအပြင်ကလာတဲ့လွမ်းမိုးမှုတွေအများကြီးအများကြီးခံလာရတယ်ပေါ့နော်အဲ့တော့တချို့နိုင်ငံတွေမှာဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီနေရာကဒီတိုင်းသားတွေနေခဲ့တယ်ဆိုတာက ဟိုမှတ်တမ်းပဲရှိတော့တာအဲ့ဒီတိုင်းသားတွေအဲ့ညမှာတကယ်မရှိတော့ဘူးရှိလေအဲအကျွင်းကြံနည်းနည်းပပလာလို့ပဲရှိလို့တယ်ပေါ့နော်အဲ့ဒါမျိုးတွေကကျွန်တော်တို့အမြဲတမ်းဒါသတင်းတွေမှာလည်းအမြဲတမ်းဖတ်နေရတယ်ပေါ့နော်အဲအဲ့ဒါကြောင့်ခုကျွန်တော်မြန်မာပြည်မှာဆိုရင်ဒီတိုင်းသားဒေသတွေကိုကျွန်တော်မြင်နိုင်သေးတယ်တွေ့နိုင်သေးတယ်ပေါ့နော် အခုချိန်ထိပေါ့နော်တွေ့နိုင်သေးတယ်ဒါပေမဲ့ဖြစ်ဖြစ်ချင်းရှားလာပြီပေါ့နော်ထားပါတော့ဗျာကျွန်တော်ကင်းပြီးနေသွားလိုက်မယ်ရွာတွေကသွားလိုက်လိုက်ကြည့်အဲ့ရွာမှာဖိုးကြီးနဲ့ဖွားကြီးပဲရှိတယ် ကလေးငယ်တက်သေးလေးပဲရှိတော့လူငယ်ကမရှိတော့ဘူး။ဘာကြောင့်လဲလူငယ်ကတခြားမြို့ပေါ်ရောက်သွားကြတယ်တခြားဒီဟိုတခြားနိုင်ငံတွေကိုသွားကြတာရှိတယ်။ပြီးရင်အဲ့လူငယ်တွေကပြန်မလာဘူး။ပိုကောင်းတဲ့ဘဝကိုရဖို့အတွက်ပဲသူတို့ကဒီရွာနဲ့ထွက်သွားတာပဲရှိတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့တပြေးပြေးနဲ့ဒီရွာတွေမှာဒီတိုင်းသားဒေသတွေမှာဒီ generation by generation lesson ကမ်းလာတဲ့ရင်ကျေမှုတွေကဖြည်း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 ချင်းနည်းလာတယ်ပေါ့နော်။ အဲ့တော့လက်တစ်ဖက်ကလက်စစ်ကမ်းမဲ့ယဉ်ကျေးမှုကိုလက်ခံမဲ့သူကနဲလာတယ်တစ်ဖက်ကပြင်ပကလာတဲ့ influence တွေကများလာတယ်အဲ့အချိန်မှာဒီသူတို့မှာတကယ်တကယ်ရှိတဲ့စစ်မှန်တဲ့အဲ delay ထုံတဲ့ယဉ်ကျေးမှုတွေကပျောက်ပျောက်ပျောက်လာရလို့ပဲပြောမှာပေါ့နော်အဲအခုပိုးဝင်လင်းပြောမှဆိုရင်ကျွန်တော်တို့တချို့နေရာတွေသွားမယ်ဆိုရင်ဟိုရွာရောက်သွားရင်တော့မှရွာမှာလူနေနေပဲရှိတော့တဲ့အနေထားတွေအများကြီးတွေ့ရတယ်ပေါ့နော်အဲအဲကြောင့်ဟိုအခုချိန်မှာဆိုရင် ဒါတွေကိုကြည့်ဖို့တက်မိသေးရယ်ပေါ့နော်ကျွန်တော်မိသေးရယ်လို့ပဲပြောချင်တာပေါ့နော်မိသေးရယ်ပေါ့နော်အားကြောင့်ဟိုကြည့်စီချင်တယ်ပေါ့နော်ဟုတ်တိုင်းသားလူမျိုးစုတွေရဲ့ယဉ်ကျေးမှုဓလိထုတ်တန်းအစဉ်အလာတွေနဲ့ပတ်သက်ပြီးထိတ်တဲရဲ့လူအနေနဲ့အခြေအနေတွေကိုလည်းအခုလိုပြောပြပါရစေ။ဟိုအရင်ဆုံးဥပမာအရှင်ဆုံးပြောမယ်ဆိုကျွန်တော်လည်းကရင်လူမျိုးပဲလေ။ဒါပေမဲ့ကရင်စကားမပြောတတ်ဘူးလေနော်။ဒါကဒါအရှင်ဆုံးဥပမာတစ်ခုဖြစ်မဲ့တူပါ။နောက်ပြီးတော့အာကျွန်တော်ကတိုင်းသားတငယ်ချင်းတွေအများကြီးရှိတယ်။ ဟုတ်မြန်မာနာမည်ဖြစ်နေရလေဒါလည်းတစ်ချက်ပေါ့နော်ဘာလို့ဆိုကျွန်တော်ကအရင်ကတည်းကအဲကျွန်တော်ဒီကျောင်းတက်ကလေးကတိုင်းသားဒေသတွေမှာသွားပြီးတော့စာသင်ပူးတယ်ပေါ့နော်အဲ volunteer လုပ်ပြီးစာသင်ပူးတာဆိုတော့အဲ့ဒီမှာကတည်းကဒီတိုင်းသားတွေကဟိုကိုပိုင်စာကိုမတင်ခဲ့ရတာတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်အဲဒီလိုအကြောင်းအရာတွေကတော့ အများကြီးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဒါအဖက်ဖက်ကပေါ့နော်ကျွန်တော်ဟိုခွဲပြောင်းမယ်ဆိုရင်ဒါခန္ဓာကအများကြီးဖြစ်သွားပါလိမ့်မယ်ဒါကျွန်တော်အခုပြောနိုင်တဲ့ဟာဒါကိုမြင်သမျှတွေ့သမျှအစိတ်ပိုင်းတသက်လေးတစ်ခုပဲဟိုပြောတာပါအဲ့တော့ဟိုဒီကိုဘက်ကထိမ့်သိမ့်မှုအားနေလာတာလည်းပါတယ်တဖက်ကဒါ dominance များလာတယ်ပေါ့နော်ဒါပြင်ပ dominance တွေကြောက်လဲပါလာတယ်ပြီးတော့ဒီကြားထဲမှာတခြားတခြားတော့အခြေအနေကြောက်လဲပါလာမှာပေါ့နော်အဲ့ဒီအခြေအနေတွေအကုန်လုံးပေါင်းလိုက်ရင်တော့အဲပြောမစင်တိုင်းသား ဒီယဉ်ကျေးမှုတွေကိုလက်ဆင့်ကမ်းတာဘာသာစကားတွေကိုလက်ဆင့်ကမ်းတာတော့ဟိုအရန်မြန်မာပြည်မှာဆိုရင်တော့အရန်အားနဲ့နေလို့မြင်တယ်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့လည်းဟိုပျောက်ကွယ်လာနေတယ်ဒါမှမဟုတ်မပျောက်ကွယ်ဘူးဆိုရင်တော့မှတဖြည်းဖြည်းနဲ့အဲနဲပါလာတယ်လို့တော့ပြောချင်တယ်ဟုတ်မြန်မာနိုင်ငံမှာတော့စစ်ကောင်စီအာဏာသိမ်းပြီး2021ခုနှစ်တည်းကစလို့ပြည်တွင်းခီးတွားလုပ်ငန်းဟာမိမ့်မိတ်လာခဲ့ရတာပါ။ ပြည်တွင်းစစ်ပွဲတွေနဲ့အတူကိုစီနှုံကြည်မြင်မှုတွေကြောင့်ပြည်သူအများစုဟာစာဝတ်နေရေးအတွက်ရုန်းကန်နေရပြီးအပန်းဖြေခီးစင်တွေကိုတော့မစင်စားနိုင်ကြတော့ပါဘူး။တိုင်းသားဒေသတွေကအထင်ကရလက်ပတ်စရာနေရာတွေဟာလည်းစစ်ပွဲတွေကြောင့်လာရောက်လက်ပတ်သူတွေမရှိသလောက်နေပါလာပါတယ်။